နေ့မှာတော့ရွာတွေကကလေးတွေပျော်ရှင်စွာစောက်ကစားနေကြတော့မထင်မဲ့ပဲကြအမြောက်အများဟာရွာတွေကိုအုပ်စုလိုက်ဝင်ရောက်လာပါတော့တယ်ရွာသားတွေအားလုံးဝိုင်းဝန်းပြီးကြက်တွေကိုနေနင်းဖို့စ조사ခဲ့ကြပေမဲ့ကြက်တွေကအယံများလုံးနေခဲ့တယ်မနိုင်မင်းတိလိုက်ရတဲ့အခါတရွာလုံးဟာမျောလင်းကျမဲ့စွာနဲ့ထိုင်ပြီးပူဆွေးတော့ကရောက်နေကြပါတော့တယ်နောက်တနေ့မနက်မှာတော့ရွာခေါင်းဆောင်ကဒီကြက်ပြစ်ဒနာကိုဖြေရှင်းဖို့ရွာသားအားလုံးကိုခေါ်ပြီးအရေးပေါ်အစည်းအဝေးတစ်ခုလုပ်ခဲ့တယ်သူတို့အစည်းအဝေးလုပ်နေတော့မှပဲ ဖလွေတလက်ကိုကင်ထားတဲ့လူစိမ့်တယောက်ရွာထဲကိုရောက်လာပြီးဖလွေတီးနေခဲ့တယ်။သူကရွာခေါင်းဆောင်ကိုချင်းခဲ့ပြီးငါ့ကိုဒေါ်လာတစ်ထောင်ပေးရင်တရက်အတွင်းချက်တွေရှင်းပြနိုင်တယ်လို့ပြောခဲ့တယ်။ရွာခေါင်းဆောင်နဲ့ရွာသားတွေဟာဒီလူစိမ့်ကိုကြည့်ပြီးသူမလုံနိုင်တော့ပါဘူးလို့ထင်ကြတဲ့ဒါကြောင့်လွယ်လွယ်ကူကူပဲသဘောတူလိုက်ကြတယ်။အဲ့ဒီနောက်ဖလွေသမားဟာသူ့ဖလွေကိုစက်တင်မို့လိုက်တယ်။အဲ့ဩစရာပဲ။ရွာတွေကချက်တွေအားလုံးဟာဖလွေတန်နောက်ကိုအဆုလိုက်ပြုံလိုက်လိုက်ပါလာကြတယ်။ သူဟာချက်တွေကိုရွာနဲ့အလံဝေးတဲ့ဒေါနက်ထဲကဂူကြီးတစ်လုံးစီကိုဥဆောင်ခေါ်သွားခဲ့တယ်။ဂူတဲကိုချက်တွေအားလုံးဝင်ရောက်သွားတဲ့အခါဖလွေသမားရဲ့ဖလွေတန်ကြောင့်ချက်တွေအားလုံးဟာအိမ်မောကြပြီးကြံရစ်ခဲ့ပါတော့တယ်။ရွာထဲကိုဖလွေသမားတယောက်တည်းပြန်ရောက်လာပြီး ရွာသားတွေဟာအခုချက်တွေလည်းမရှိတော့ဘူးပိုက်ဆံလဲပေးစရာမလိုတော့ဘူးဟုဆိုကာသူတို့ရဲ့ကတိကိုဖျက်လိုက်ကြတယ်ဖလွေသမားဟာစိတ်တူပြီးဘာမှမပြောဘဲရွာထဲကနေထွက်ခွာသွားခဲ့တယ်နောက်တနေ့မှာတော့ချက်တွေမရှိတော့တဲ့အတွက်လယ်သမားတွေဟာချက်တွေလည်းမရှိတော့ဘူးအသီးနှံတွေပိုရတော့မယ်ဟိဆိုပြီးလယ်တော်ထဲမှာပျော်ပျော်ရွှင်ရွှင်နဲ့ကောက်ရိတ်နေကြတယ်သူတို့ပျော်ရွှင်နေကြတဲ့အချိန်အဲ့ဒီဖလွေတန်ဟာရွာထဲကိုထပ်မံပြန်လွှတ်လာပြန်တယ်ဒီတခါတော့ လွေတန်ကြားတဲ့ကလေးတွေအားလုံးဟာသူတို့ဆော့ကစားနေရကနေပလွေသမားရှိရာစီကိုဆူယုံရောက်ရှိလာကြတယ်။ပလွေသမားဟာပလွေမုတ်ရင်ရွာပြင်ကိုထွက်သွားခဲ့ပြီးကလေးတွေအားလုံးလည်းသူ့နောက်ကိုအကုန်လိုက်ပါသွားကြပါတော့တယ်။သူဟာကလေးတွေကိုချက်တွေရှိတဲ့ကူကြီးတဲကိုခေါ်သွားတယ်။ကူထဲရောက်တာနဲ့ပလွေသမားရဲ့ပလွေတန်ကြောင့်ကလေးတွေအားလုံးအိမ်ငိုက်ပြီးအိမ်မောကျသွားကြတယ်။ပြီးတာနဲ့ပလွေသမားဟာကူထဲကနေချက်တွေပြန်ခေါ်ပြီးချက်တွေနဲ့အတူပြန်ထွက်လာခဲ့တယ်။ ညနေဆောင်လို့လေတဲကပြန်လာကြတဲ့ရွာသားတွေဟာအိမ်တွေမှာကလေးတယောက်မှမရှိတာကို တွေ့လိုက်ရတယ်။ပြီးတော့ချက်တွေလည်းပြန်ရောက်လာတာတွေ့လိုက်ကြရတယ်။သူတို့ကြောက်လန့်တကြားနဲ့ပူဆွေးတော့ကရောက်ကုန်ကြတယ်။ရွာသားတွေအားလုံးသူတို့ရဲ့အမားကိုတီးပြီးဝမ်းနည်းစွာငိုကြွေးနေကြတယ်။ ထိုအချိန်မှာပဲပလွေသမားဟာသူတို့ရှေ့ကိုပြန်ရောက်လာပြီးရွာခေါင်းဆောင်ကတောင်းပန်တန်ဖြစ်ကျွန်တော်တို့မာသွားမန်းတိပါပြီးကတိမတိခဲ့တဲ့အတွက်တကယ်ကိုနောင်တရပါတယ်ဂျေစုပြုပြီးကျွန်တော်တို့ရဲ့ကလေးတွေကိုပြန်ခေါ်ပေးပါဟူလွေသမားကို ပြောလိုက်တယ်ထိုခါပလွေသမားကခင်ဗျားတို့တကယ်နောင်တရကြပြီဆိုရင်နောင်နောင်ဘသူနဲ့မဆိုဘေဘီသားကတိကိုတီအောင်လုပ်ကြပါလို့ဒီလိုပြောပြီးပလွေသမားဟာပလွေတီးပြီးရွာထဲကပြန်ထွက်သွားရင် ပြန်ရောက်လာတဲ့ချက်တွေကလည်းသူ့နောက်ကိုပြန်လိုက်သွားကြတယ်ဒီလိုနဲ့ ချက်တွေနဲ့ရွာသူရွာသားတွေကိုလဝင်းကူကြီးရှိရာကိုခေါ်သွားခဲ့တယ်။ကူထဲမှာတော့အိမ်နေတဲ့ကလေးတွေရှိနေခဲ့တယ်။ဘလွေသမားဟာဘလွေကိုညင်သာစွာတီးမို့လိုက်တယ်။ဒီတခါတော့ကလေးငယ်တွေဟာအိယာကနေနိုးထလာကြပြီးချက်တွေကတော့ပြန်အိပ်ပျော်သွားကြတယ်။ကလေးတွေဟာဘလွေသမားနဲ့ကူထဲကနေပျော်ရှင်စွာပြေးထွက်လာကြပြီးသူတို့ရဲ့မိဘတွေနဲ့ပြန်လည်တွေ့ဆုံကြပါတော့တယ်။ရွာသူရွာသားတွေအားလုံးဝမ်းသာမြေကြီးတွေချခဲ့ကြတယ်။ရွာခေါင်းဆောင်ကဘလွေသမားကိုလက်ကြည့်ပြီး ပလွေသမားဟာသူတို့ကိုပြုံးပြပြီးရွာကနေငိမ့်ချန်းစွာထွက်ခွာသွားခဲ့တယ်။ရွာလေးဟာလည်းကတိတီချင်းရဲ့တံပိုးကိုနားလည်ပြီးပျော်ရွှင်စွာနဲ့အဆုံးသတ်ခဲ့ပါတယ်။ဒီဇလဲလေးကပေးတဲ့သင်ခန်းစာကတော့ကတိတီချင်းဟာလူတယောက်ရဲ့အဖို့တန်ဆုံးအရေးအသွေးဖြစ်ပါတယ်။ကိုပေးထားတဲ့ကတိစကားတခွန်းဟာတင်းငယ်တယ်လို့ထင်ရပေမဲ့အဲ့ဒီကတိကိုဖျက်လိုက်ခြင်းနဲ့နောက်ဆက်တွဲအကျိုးဆက်ကအရင်ကြီးမားနိုင်ပါတယ်။တစ္ဆာဆိုရာယုံကြည်မှုကိုတိဆောက်ပြီးကတိဆိုရာအဲ့ဒီယုံကြည်မှုကိုထိန်းသိမ်းပေးပါတယ်။ ဒါကြောင့်ဘသူ့ကိုပဲဖြစ်ဖြစ်ဘလောက်ပဲတင်းငယ်တဲ့ကိစ္စဖြစ်ပါစေ။ဘေဘီသားကတိကိုအမြဲတမ်းပိုးထားတည်ကြည်တဲ့သူဟာမိမိအတွက်ရောပတ်ဝန်းကျင်အတွက်ပါငြိမ်းချမ်းပျော်ရွှင်မှုကိုစောင့်ကြည့်ပေးနိုင်မှာဖြစ်ပါတယ်။အခုလို AI animation story လေးတွေကိုကြိုက်တယ်ဆိုရင် follow subscribe like လုပ်ခဲ့ကြပါဦး။မင်္ဂလာရှိသောနေ့လေးဖြစ်ကြပါစေ။